AOS ဆိုတာဗာလဲ IBOS ဆိုတာဖုန်း tablet နဲ့စမတ်ပစ္စည်းတွေအတွက်အသုံးပြုနိုင်တဲ့လုံဆောင်ရေးစနစ်တစ်ခုပါအဲ့ဒီစနစ်က Android မီးပညာပေါ်အခြေခံထားပေမဲ့အသုံးပြုသူကြည့်ရလအောင်လုံရလွယ်အောင်ဖန်တီးထားတဲ့မျက်နှာပြင်နဲ့စနစ်အစ်စ်တွေပါဝင်ပါတယ်အဓိကကတော့ဖုန်းကိုလင်းမြန်အောင်လုပ်ပေးတယ်မီးသုံးဆွဲနည်းအောင်လုပ်ပေးတယ်သုံးသူအချက်လက်လုံခြုံရေးလည်းအတော်ထိန်ပေးနိုင်ပါတယ် AOS ရဲ့အထူးလက္ခဏာများဉာဏ်နှုံးမြင့်မှု ဖုန်းထဲက application တွေဖွင့်ရတာမြန်မြန်လုပ်ပါတယ်တချို့လုံဆောင်ချက်တွေတပြိုင်တည်းလုံးလို့လည်းအဆင်ပြေပါတယ်နှစ် battery တက်တာစီမှု နောက်ကပိတ်မထားတဲ့ application တွေကိုအလိုလျောက်ဖြတ်ပေးတာနဲ့ battery သုံးဆွဲမှုကို short ချပေးပါတယ်သုံးမျက်နှာပြင်လှပမှုဖုန်းအပြင်အစင်အိုင်ကွန်ပုံစံအလှပြင်နဲ့ animation အသစ်တွေပါဝင်ပါတယ်လေးလုံးကြုံရေးနဲ့ကိုယ်ရေးအချက်လက်ထိမ့်သိမ့်မှု application တခုချင်းစီရဲ့ခွင့်ပြုချက်ကိုကိုယ်တိုင်ထိန်းချုပ်နိုင်ပြီးမျက်နှာခွင့်လက်ပွေအကွက်နဲ့အချက်လက်စောင့်ရှောက်မှုရှိပါတယ်။ငါစမတ်လုံဆောင်ချက်များလက်နဲ့အုပ်ဆွဲခြင်းအတန်တုံးခိုင်းမှုမိမောင်းနောက်ခံပုံသွင်းခြင်းတလက်သုံးနီးစတဲ့လွယ်ကူတဲ့စနစ်တွေပါဝင်ပါတယ်။အကျိုးရှိရင် share ပေးသွားပါခင်ဗျာ။